ဟုတ်တယ်ပြီးမှတော့လေးလေးရွှေနဲ့လက်ကလေးအပေါ်ဆန်းထုတ်မယ်နှာခေါင်းလေးနဲ့ပဲရှူးနှာခေါင်းလေးနဲ့ပဲရှူးထုတ်ပြီးမှတော့ညာဘက်ရှမ်းလေးကိုစောင်းချမယ်ညာဘက်ညာဘက်ရှမ်းလေးကိုစောင်းမယ်โอเคဘယ်ဘက်ရှမ်းလေးကိုဖြည်းဖြည်းချင်းလေးစောင်းမယ်အဲဟုတ်တယ်ပြီးမှတော့ဖြည်းဖြည်းချင်းအလယ်လေးမှပြန်နေပြီးမှ Goddess Pot လေးဝင်လိုက်မယ်နော်ပဲခြေတော့ကလေးပဲပဲအရှမ်းလေးကိုရှယ်ဟုတ်တယ်ပေါင်ရင်းလေးနဲ့ညှစ်တိုင်းဟုတ်တယ်ဂေါ်ဒက်စ်ပုတ်လေးဝင်ချမယ်ဟုတ်တယ်သမီးပိုင်းဟိုခါကိုခါဟုတ်တယ် ုတ်တယ်ဘိုက်ကိုညှစ်ပြီးတော့ဟုတ်တယ်ဖြည်းဖြည်းချင်းခါမကုန်နဲ့နည်းနည်းလေးထိုင်ချပါအောင်ဒူးလေးကွေးပြီးတော့ဟမ်ဟုတ်တယ်ထပ်ထိုင်လို့ရရင်ထိုင်ဟုတ်တယ်လေးလေးရှူသွင်းဟုတ်တယ်ရှူထုတ်ပြီးမှဖြည်းဖြည်းချင်းပြန်လာဒူးကောင်းလေးတွေဆက်โอเคပြီးမှလို့ရှူတော့ကလေးနည်းနည်းလေးပုံစံပြောင်းထိုင်ရင်ကလေးဒီဘက်ချမ်းလေးကိုဆင်းမယ်တမီးဘယ်ဘက်ချမ်းကိုဆင်းမလဲဘယ်ဘက်ချမ်းဘယ်ဘက်ချမ်းအမ်ဘယ်ဘက်ချမ်းလေးကိုဆင်းမယ်ဟုတ်တယ်ဖြည်းဖြည်းတော့ထိုင်ပြီးသွားမယ်အပေါ်ပခုံးနဲ့အောက်ပခုံးလေးနဲ့တဒန်းနဲ့ဟုတ်တယ်တော်လိုက်တာပြီးရင် မမတွေလက်ကလေးနှစ်ဖက်ကိုချရတယ်ခြေထောက်နာမှာဘိုက်ကလေးနဲ့ပေါင်လေးနဲ့ကပ်ဟုတ်တယ်ခြေဒူးဆက်နောက်ဒူးဆက်ဟုတ်တယ်ခြေဒူးလေးဆက်နဲ့နောက်ဒူးလေးဆက်နဲ့ပြီးနောက်ဒူးကောင်းလေးကိုချလိုက်တယ်လိုလက်ဟုတ်တယ်လေးလေးရွှေနဲ့လက်ကလေးအပေါ်ဆန်းထုတ်ရင်ဘက်ကလေးဖွင့်ပြီးတော့နောက်ကိုမြများလေးလှမ်းကြည့်မယ်ဟုတ်တယ်ပေါင်ရင်းနဲ့ဖိချတာလေးလေးရှူသွင်းနေโอเคရှူထုတ်တယ်ပြီးမမတို့ side angle လေးကိုဖြည်းဖြည်းချင်းလေးပြန်ဝင်မယ်ရင်ဘက်နာမလက်အုပ်လေးရှိဘယ်ဘက်အရှမ်းလေးကိုထိုင်ချလိုက်တယ်ဟုတ်တယ် ကိုယ့်ရဲ့ပေါင်ချိုင်းလေးတွေတင်းနေရခံစားချင်းမယ်ဟုတ်တယ်ပြီးမောင်ဖြည်းဖြည်းချင်းလက်ကလေးထောက်ပြီးပြောင်းမယ်နောက်ထပ်ပတ်ချိန်မယ်ဟုတ်တယ်ပြီးမာတို့ဖြည်းဖြည်းချင်းပြန်ပြီးလိုးလန့်လေးကိုပြန်ဝင်မယ်ဟုတ်တယ်နောက်ဒူးကောင်းလေးချပေါင်ရင်လေးနဲ့ဖိချဟုတ်တယ်လေးလေးရွှေနဲ့လက်ကလေးအပေါ်ပြန်ဆန်းထုတ်တယ်ဟုတ်တယ်တော်လိုက်တာโอเคပြီးမာတို့ဖြည်းဖြည်းချင်းလေးပြန်လာတယ်နောက်ဒူးကောင်းလေးထောက်ချီတော့ကလေးထောက်ဘိုက်ကလေးနဲ့ပေါင်လေးနဲ့ကရှေးဒူးလေးဆက်နေနောက်ဒူးလေးဆက်နေ ဟုတ်တယ်ရှီတော့ကလေးမတို့နင်းနီးလေးပြန်ဆွဲလို့ရရနော်ပြီးမတို့ထွိုင်းအင်ကယ်လေးဒီလေးရွှေနဲ့ထွိုင်းအင်ကယ်လေးသွားတယ်ရှူသွင်းနေတယ်โอเคရှူထုတ်ပေးနေတယ်ဟုတ်တယ်ရှစ်ဒူးလေးဆက်မအောင်တမီလေးရှစ်ဒူးတစ်ခေါက်ခွက်ကလေးဆက်မယ်ဟုတ်တယ်ပြီးရင်ဖြည်းဖြည်းချင်းလေးအပေါ်လေးကိုပြန်တက်မယ်လက်ကလေးနှစ်ဖက်ကိုဆက်ခြေထောက်ကလေးတွေမှာတော့ပုံမှန်တိုင်းလေးနေပြီးတော့ goddess pose လေးပြန်ဝင်မယ်အဲဟုတ်တယ် โอเคเนเน่လေးထိုင်ချားလို့ရတယ်ထိုင်ချမယ်ဟုတ်တယ်ဒူးကောင်းလေးတွေဘေးဘက်ကိုမြမြလေးဖြဲထားဟုတ်တယ်ပေါင်ကြိုက်လေးတွေမြမြလေးဖြဲထားဟုတ်ပြီပြီးမာရိုလေးလေးရှူးလက်ကလေးအပေါ်ပြန်ဆန်းထုတ်တယ်ပြီးရင်ခြေထောက်ကလေးနှစ်ဖက်ကိုပူးတယ်ညာဘက်အရှမ်းလေးကိုစောင်းချမယ်ဟုတ်တယ်ဘယ်ဘက်အရှမ်းလေးကိုဖြည်းဖြည်းချင်းလေးစောင်းချโอเคပြီးမှာတော့လေးလေးရှူထောက်ရင်းနဲ့ရင်ဘက်နားလေးလည်းအုပ်လေးရှိဟုတ်တယ်ရှူသွင်းโอเคရှူ